မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တော့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီကနေ့မှာတော့မိတ်ဆွေတို့ကို1956ခုနှစ်အောက်တိုဘာလထုတ်ညဝရီမဂ္ဂဇင်းတွင် ပါဝင်ခဲ့တယ်စာရေးသူ စင်ဖြူကျွန်းအောင်သိန်းရေးသားထားတဲ့ပုပ်ဝေစာ ထင်ရဲ့နော်လို့နာမည်ရတဲ့ဝိထုတိုကိုဖတ်ပြပေးမှာပဲဖြစ်ပါရယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့ နာတော်တာသင်ကြည်ပေးပါအောင်ခမညာပုပ်ပေစထင်ရဲ့နော်ရန်ကုန်ရန်ကုန်လိုက်မလားမဟိုးဆရာလိုက်မယ်ဘတ်စကားသည်လက်မှတ်ရောင်းသူ၏အတန်ကြောင့်လမ်းဘေးသို့ ထိုးရက်လိုက်သည်ကားသည်အရှင်ပြင်းပြင်းနှင့်နှင်လာရာကစောင့်ရက်လိုက်သောကြောင့်ကားထဲမှခရီးသည်များမှရှေ့ထိုင်ကုန်၏နောက်မီနှင့်ဂျင်ဘတ်ပြေးဆောင်သူသောဖင်တချမ်းသာထိုင်လာရသူများမှဘေးသို့စင်ကြသူကြနှင့် ကတိကအောင်ဖြစ်သွားကြရကမညင်ညာသောလမ်း၏အမြင့်မှအနှိမ့်သို့ထိုးစင်းတွင် ခုံသွားသောအချိန်ဖြင့်နံရိုးနှင့်ခိုက်မိသူခိုက်မိမိညောင်ယိုနာသူနာနှင့်မကြေမချမ်းဖြစ်သွားကြရလျက်ဒရိုင်ဘာအားပြိုင်တူလှမ်းကြည့်လိုက်ကြလေ၏ဒရိုင်ဘာကိုလှမောင်၏မျက်နှာကိုသူ၏အပေါ်ရှိမှန်တဲ့တွင်ခရီးသည်အားလုံးကမြင်ကြရ၏သူ၏မျက်နှာမူရာဝဲခရီးသည်များအာတုံအာနာဖြစ်နေသောအရေးထင်မနေပြီ မှန်သေးရင်ထင်နေသည့်ကားစီတို့လျှောက်လာသောအမျိုးသမီးတယောက်၏အရေးကိုသာသဲမဲစွာမောကြည့်နေရကနောက်ကားများလိုက်လာပြီလားဟူ၍လဲနောက်ပေါက်ကိုဖျက်ကျော်ရှာဖွေနေသည်ရှေ့ကိုလာအမကြီးရှေ့ကိုလာကိုလှမောင်ကကားနာသို့ရောက်လာသောအမျိုးသမီးအားလှမ်း၍ပြောရာကတဆက်သေးအမေကြီးခလေးကိုပေါင်ပေါ်တင်လိုက်ပါဟူ၍နောက်တော့မှလဲပဲပြောလိုက်ပြီး clutch ကိုတဖြည်းဖြည်းကြွလိုက်စင်ဝေးဟိုရာဆရာဟိုရာ ပုံမှန်တယောက်လိုက်အောင်မယ်ဟူသောလက်မှတ်ရောင်းသူ၏အော်တန်ကြောင့် clutch ကိုပြန်နှင်းထားလိုက်ရပြန်၏ Hey ဘိုင်းသွားမလားလက်မှတ်ရောင်းသမားကအဝေးမှလာနေသောကလားတယောက်အားလက်မှတ်ထည့်သောတရေအိတ်ကိုမြှောက်ရမ်း၍မေးသည်ရှောက်လာသောကလားကြီးထံမှအမူအရာဖြင့်လည်းမတုံ့ပြန်ဗဇက်ကလည်းဘာမျှပြန်မပြောပေ Hey ဘိုင်းသွားမလားကလားကြီးကတနေ့နဲ့ရှောင်မြဲသာရှောက်လာနေ၏။လိုက်မယ်မထင်ပါဘူးကွာ ကိုလမောင်ကကလားကြီးအမူအရာကိုမှန်သေးမှကြည်ပြောပြီးဘိန်းကိုလှိမ့်စပြုလိုက်သဖြင့်လက်မှတ်ရောင်းသူကနောက်ပေါက်လက်ကင်ကွင်းကိုလက်ဖြင့်ကင်လျက်မြေကြီးပေါ်မှချောက်လိုက်ရင်းဟေ့ဘိုင်းလိုက်မလားသွားမလားကလားကြီးကမသိသလိုမကြားသလိုသာချောက်လာ၏ဟေ့ဘိုင်းလိုက်မလားတဲဒီကလားဟာငါအုတ်ခဲနဲ့ကောက်ပေါက်ပြန်ရောက်မယ်ဟေ့ဘိုင်းလိုက်မလားဒီတခွန်းတွင်မူကလားကြီးကခေါင်းရမ်းပြလိုက်လေရာ အေးဒီလိုခေါင်းရံပြလိုက်တော့ဘာဖြစ်လဲကားကဝူကနေတောက်ထွက်လာရင်ကိုရွှေလက်မှတ်ရောင်းသမားကခြေပိုင်းသို့ကုန်း၍လျှောက်လာရင်းကမြည်တွန်လိုက်လေသည်သူသည်နောက်တက်လာသောအမျိုးသမီးကြီးထံမှကားခတောင်းရန်အတွက်အမျိုးသမီးကြီးနောက်တန်းခုံတွင်ထိုင်ပြီးလိုက်ပါလာသောအသက်50ရွယ်ကြောင်တစောင်းနှင့်ပဝါပတ်ပေါင်းတက်ကလက်တိုက်ပုံနှင့်လူကြီးပခေါင်းစွန်းဖြစ်သည့်ထိုင်ကုန်နောက်မီစွန်းကိုတင်ပါနှင့်ကပ်မီလိုက်ကား ဘယ်သောမလို့လဲအမကြီးဟူ၍မေးလျက်လက်လှမ်းထားလေ၏ခြေတန်းမှအမျိုးသမီးကြီးကကြက်တံတရွက်ကိုနောက်ပြန်ပြီးခတ်တိုးတိုးသာပြန်ပြော၏လက်မှတ်ရောင်းသူမှအပေါ်တန်းကိုကင်ထားသောလက်ပါအောက်သို့ချပြီးတရေ အိတ်ထဲမှလက်မှတ်အုပ်ကလေးကိုထုတ်နေစဉ်တွင်ကားကစိုက်ကားတစည်းကိုအချိန်ဖြင့်ကိုယ်ရှောင်လိုက်သောကြောင့်ခရီးသည်များမှလက်ဝဲပတ်သို့ရင်းကနေဖြစ်သွားကအဖိုးကြီးမျက်နာသည်လက်မှတ်ရောင်းသူ၏တင်ပါနှင့် ပြေးဆောင်မိလေတော့သည်ဟေးကိုရှင်းမမေးပါအောင်ကွာလက်မှတ်ရောင်းသူမှာစောက်အံ့ဆဲဆဲလက်မှတ်အုပ်ကလေးကိုကင်ပြီးရှေ့ပေါက်သို့ဆင်းလာကရန်ကုန်ရန်ကုန်လိုက်မလားဟု အော်လိုက်ရပြန်သည်ရင်ကားကထိုးရက်လိုက်လာပါအမလေးအထဲမှာနေရာတွေအများကြီးရှိပါတယ်မိမပြိုကလေး၃ယောက်မှာ ကားရင်းတို့သာလှမ်းကြည့်နေကြသည် အထဲမှာနေရာတွေရှိပါတယ်နောက်ကတက်နောက်ကတက်ဟု driver ကိုလှမောင်က ဝင်ပြောပြန်သဖြင့် မိန်းကလေး၃ယောက်မှနောက်ပေါက်မှတက်လိုက်ကြသည်ထိုင်ကုံအားလုံးတွင် လူများဖြင့်ပြည့်နေသောကြောင့်နေရာကိုလှမ်းငယ်ရှာဖွေနေခိုက်မှပင်ဆွဲเสียနောက်ကားလိုက်လာပြီးဟူသောအတန်နှင့်အတူကားမှာစောက်ထွက်သွားလေ၏ကားထွက်သွားတော့လေမိန်းကလေး၃ယောက်မှထိုင်เสียမရှိအပေါ်ကတန်ချောင်းကိုကင်ပြီးဒရင်တရိုင်နဲ့လိုက်ပါလာကြရသည်လက်မှတ်ရောင်းသူကလည်းနေရာလုံးမပေးစောစောကတက်လာသောအမျိုးသမီးကြီးအားလက်မှတ်နဲ့အကျွေးပြန်ပေးရင်က ကတ်တဲခွေပါလားရေခဲဆိုင်ကန်တော်မိတ်တစ်လန်းဓာတ်စီဆိုင်ကြောက်တိုင်စသဖြင့်သာအော်နေတော့သည့်အတွက်မင်းကလေး၃ယောက်မှဒေါသဖြစ်လာကြရတော့သည်ပါလွာသောအင်ကြီးကလေးများကိုဝေထားရသည့်အပြင်ဘေးခွဲနှိတ်ကျဲသည့်များတတ်ထားသော အတွင်းခံအင်ကြီးကိုဝေထားရကတင်းလုံးအားကြီးလင်းပြုတ်ထွက်ကုန်မှစိုးရသည်ထို့ပြင်နောက်ဆုံးတန်းနှင့်ဘေးရှိထံကုန်များပေါ်မှလူများကလည်း သူဝါစွာဖြင့်ရိုင်ရိုင်ဆိုင်ဆိုင်ကြည်နေသေးသည့်အပေါ်ဝေကားကနောက်ကားနှင့်လွတ်အောင်အပြင်းမောင်းနေသောကြောင့်သတိကိုမနေကြီးထားပြီးမလဲမပြူအောင်ရက်နေရခိုက်တွင်ကားကလည်းတဆိတ်ခမားဟူ၍ပင်တောင်းလာပြန်သည့်အတွက်လူကိုပဲကြည်စမ်းပါဦးပတ်စံကိုဘလို့လုံးပြီးနှိုက်ပေးမလဲထိုင်စရာရှိတယ်ဆိုပြီးဘယ်မှထိုင်ရမှာလဲစသဖြင့်ခက်ဆူဆူကလေးမေးလိုက်ကြလေဒီလိုပဲတိုးဝှေ့ထိုင်ပေါ့ဗျာယောက်ျားတွေရဲ့မိန်းကလေးတွေက တိုးဝှေ့ထိုင်ရမှာလားရှင် နေရာလုံးပေးပါလားရှင်းမလက်မှတ်ဆုပ်နေတာမမြင်ဘူးလားဗျလက်မှတ်ရောင်းသူကလည်းခွန်စည်းမခံပြန်ပြောလျက်ကဲဒေါ်ကြီးတို့ကလည်း၃ယောက်တန်းကို၂ယောက်ထဲနဲ့ပြည့်အောင်ထိုင်နေကြရသလားဗျနေရာကလေးလည်းပေးဦးမပေါ်ဟု၍သူ၏လက်ဝဲဘက်ရှိထန်ကုန်တစ်ခုရှိမိမကြီးနှစ်ယောက်အားတက်ဆက်သေးပြောလိုက်ရတိုးလို့မရတော့ဘူးမောင်ရဲ့အတော့ကိုက၂ယောက်စာလောက်ရှိနေတာပလဲနှက်ကကြီးတစ်ခါခါနဲ့ချွေစင်းနိုင်လုံကို ဝှစ်ထားသော40ရွယ်အသားဖြူဖြူဝဝဖိုင်ဖိုင်မိမကြီးကရည်တန်းနှောလျက်ပြန်ပြော၏ဘဲရမလဲဗျအတော်ကြီးကနှစ်ယောက်အတွက်ပေးစီတာမှမဟုတ်ပဲတိုးစမ်းပါဦးဒီခိုက်တွင် ကားမှာသေးုံခွေမှတ်တိုင်သို့ရောက်လာတော့လေအရှိန်မလျှော့ပဲ ရှိနေသဖြင့်ဟိုးဟိုးပါရဲဟုသောယောက်ျားတန်တစ်ခုကလက်မှတ်ရောင်းသူနှင့်အတော်ကြီးတို့၏အတန်ကိုလွှမ်းမိုးထွက်ပေါ်လာသည့်အတွက်နောက်ပိုင်းမှာအဖြစ်ပြက်ကိုကြည့်ပြီး စိတ်တူနေသောကိုလှမောင်မှာနီးမှပြောရသလားဗျလန်ကစတာကြမှဆင်းဟုအော်လိုက်မိလေကြောက်တိုင်ကိုလွန်စကလေးကအော်လာတာပဲဗျကြောက်အောင်ပြောပါလားကို့လူခမရကြောက်အောင်ကအတန်ချက်ဆက်နဲ့အော်ရမှာလားကို့လူကောင်းကောင်းပြောပါဗျကောင်းကောင်းမပြောတော့ဘူးဘာလို့ချင်လို့လဲကားမှာလန်ကစတာမှတ်တိုင်ရောက်တွင်ထိုးရက်သွားကကိုလှမောင်ကသူ၏လက်ဝဲဘက်ရှိခေါက်တိုင်ကြီးကိုလှမ်းဆွဲပြီးထလိုက်ရခရီးသည်လက်မြန်မှုကြောင့် ဟတ်ထိုးလဲကျသွားလိမ့်။များသောအားဖြင့်ခရီးသည်နှင့်ကားသမားရန်ဖြစ်လျှင် ခရီးသည်သာခံခဲ့ရ၏။ယခုမူကိုလမောင်မှခေါင်းကိုတန်ထီးရိုးဖြင့်စောင့်ထိုးခံရသဖြင့်စေးယုံတို့ရောက်ခဲ့ရကယနေ့မူစေးယုံမှပင်စင်းခွင့်ရခဲ့ပေပြီ။ကားသမားများသည်စင်စစ်အားဖြင့်ကားပေါ်မရောက်သေးမီတွင်လူကောင်းတွေဖြစ်ကြ၏။တို့ရရင်ကားပေါ်ရောက်လာသည်နှင့်တပြိုင်နက်ခရီးသည်တို့၏ခြင်ဘက်ဖြစ်လာရသည်မှာစမ်းလှခြေသည် ်ဒီမြသာမကသည်လက်မှတ်ရောင်းသူနှင့်ဒရိုင်ဘာစသည်များသည်ဂိတ်သီးသီးဝဲကားထိုးထခိုက်တွင်တယောက်အိတ်ကိုတယောက်၌ပြီးစဲမနာဆူမနာနှင့်ညီရင်းအကိုတဖွဲချစ်ခင်ရင်းနှီးကြ၏သို့တော်ကားပေါ်သို့တက်မိသည်နှင့်တပြိုင်နက်ငါးပြားအတွက်နှင့်ပင်ဓာထိုးမှုအထိဖြစ်လာကြုံသာမကဟေးလှိမ့်လာကြည်လားကွာဟေးနောက်မှလေကားတစ်စီးပါရဲဆိုတာတရိယာစံပါအောင်ဟူ၍၎င်းဟေးဘာကောင်လေးလဲကွာကပ်ပြီးလိုက်လှကြည်လား ဘန်းနာလေးဟူ၍၎င်းပြောကြဆိုကြသဲကြတိုင်းကြသည့်ကြားမှရံပွဲတပ်ပွဲတွေဖြစ်ကြရသည်ဘာကြောင့်ဤအီအချိုးတရားကိုဖြစ်ပေါ်စေသော အကြောင်းတရားကငွေပါသည်ကားတသည့်သည်ဂိမ်းစားမှဂိမ်းဆုံးသို့တိုင်အောင်တတ်မှတ်ထားသောအချိန်နှင့်မောင်းရ၏ကားစီးမိခရီးတွေကိုလမ်း၌ထားဝယ်စဉ်မတွေ့နိုင်မီမတွေ့လျင်မတင်နဲ့သတ်မှတ်ထားသောအချိန်တွင်ဂိတ်တို့ရောက်မောင်းပြီးသွားလျင်မပြီးဘူးလားဟု မေးเสียရှိ မပြီးပါဘူးအချို့ကားများမှာ driver တစ်ယောက်တစ်ခေါက်လင်းပြား80လက်မှတ်ရောင်းသူ90စသဖြင့်သတ်မှတ်ထားသည်ညာသောအဖြစ်ကားတစ်နေဝင်ဝင်မှ ရာဂိုင်နှုံးဖြင့်ပေးသောကားကအများကြီးထို့ကြောင့်မှတ်တိုင်တွင်လူမရှိတော့လဲခတ်ဝဲဝဲမှလာနေသောလူကိုစောက်ခေါ်ရရနောက်မှကက်၍လိုက်နေသောကားကနှောက်ရှက်ပြန်လင်းလူမရဘဲပြေးရပြန်၏မပြေးသောကြောင့်နောက်ကားကမကြေနပ်၍တိုင်းလင်းသုံးရမစင်းတဲ့သို့မဟုတ် ဒန်းငွေ၅ချက်စသဖြင့်အသေးကို သွားခံရတတ်သည်ရှေကားမှလှိမ့်ပြီးလာသမျှကိုစောင့်တင်နေပြန်လင်ကိုအတွက် လူမရမှဆိုသောကြောင့်စကားများရ၏လူရနိုင်သောနေရာတွင်လှိမ့်ထားသောအချိန်အတွက် ကာမိဇေယံလူမရနိုင်သောနေရာမျိုးတွင်တားသွုံမောင်းသောကြောင့်ကားမောင်းကျန်းရကမတော်တဆထိခိုက်မှုတွေများပြားလာရ၏ခဝေနှင့် အခပေးသောကားများမှလည်းတတ်တာသည်မဟုတ်လုံသားတယောက်၏ ထမင်းဟိုသည်ကားပိုင်ရှင်၏ဖွားအောက်တွင်ရှိရကကားပိုင်ရှင်ဂျေနတ်သည်ထက်ဂျေနတ်သဘောကျသည်ထက်ကြောက်လောက်ကြရသည်သာဖြစ်ထို့ကြောင့်ဒရိုင်ဘာနှမျိုးလုံးသည်ပင် ခရီးသည်ကိုရသမျှပြုတ်သိပ်တင်ကြခြင်းဖြစ်သည်သူတို့အဖို့ခရီးသည်ရီဂျေနတ်သည်မဂျေနတ်သည်ကိုအမှုထားစရာမလိုပိုင်ရှင်၏ဂျေနတ်နှစ်သက်မှုကသာ အရေးကြီးနေ၏ကိုလမောင်ဆိုရင်အီလိုင်းတွင် စပယ်ယာဘွားမှဒရိုင်ဘာဘွားတိုင်အောင်လှုပ်လာသည်မှာ ငါးနေခန့်ရှိကြပြီမိဘရှိစဉ်တုန်းကဆိုရင်မိဘမျက်နာကိုတိမ်ထဲနေလျက်နဲ့မမြင်ရချေနနက်၃နာရီမှထကကားပေါ်သို့တက်သွားရပြီးည၁၇နာရီ၁၇နာရီတက်တာမှသာအိမ်ပြန်ရောက်လေရှိရာလူကြီးတွေက တိုင်ပင်စရာပြောဆိုစရာရှိ၍မေဖဲထိုင်ဆောင်နေမှသာတားမိတားဖတရီညနေချင်းဆောင်ခွင့်ရ၏တခါတရံကားနာလင်နားရ၏ အင်ဂျင်တောင်းပြန်ရင်းနဲ့တနေကုန်တနေခံသွားရောက်လောက်ကင်ပေးနေရရာ ကားထွက်သည့်ရက်နှင့်ဘာမျှမချားနာတော့ပေ။တို့ဖြစ်ရင်သူတို့အတွက်စာပေဘဟုတုတရှာချင်းပညာစည်းဘူးချင်းတို့သည်အဘဲမှာပါနီ။စာကြည့်တိုင်းဖွင့်ထားသောလိုင်းများမှ အလုတ်သမားများမှကောစာကြည့်ချိန်စာဖတ်ချိန်သည်မရှိပါဘဲသူတို့ပဝန်းကျင်မှကောကြည့်ပါအောင် ပိန်းလို့သာမှောင်နေသည်အချင်းချင်းဆွေးနွေးဖလှယ်မှုမှမိမပေါ့အကြောင်းနှင့် အရက်စသည်များအပြင်မနေ့ညတော့ကဂိတ်ကိုလှမောင်ကြီးနဲ့ဘောင်းတို့သမိုင်းကကလစင်မကိုအော်ရာခေါ်လာကြတယ်စသောအကြောင်းများဖြစ်ယုံတာမကညားစွာသောမော်တော်ယာဉ်လုံသားအဖွဲ့စည်းများရှိဥက္ကဋ္ဌများမှာ ပိုင်ရှင်များသာဖြစ်၍အမှုဆောင်အဖွဲ့မှာပိုင်ရှင်များ၏ကပိုက်ဆောင်တွင်ဝင်အိတ်ကအခွင့်အရေးအေးရင်ပကတ်ထအိမ်မောကြနေကြ၏မကြလို့လည်းမဖြစ်ပါဘီအလौဒသမားကတင်လိုက်သောအမှုဆောင်သည်ယနေ့အလौဒသမားအား ကြော်မခိုင်းပါကနှက်ပြန်အလုတ်ပြုတ်ရပေမည်။ဒီတော့ကသူတို့ဤဘဝပေးအချိန်တွေသည်လာကွယ်ရဖြစ်။သူတို့ဤအပိုက်အောင်သည်မြေကဲ့သို့သောအလင်းရောင်ကလေးမှ တောက်ပါခွင့်မရနိုင်တော့ချေ။ကိုလှမောင်မှဂျိုသောမှဒံယာကလေးကို လက်နှင့်ဆန်းလျက်ဘတ်စကားပေါ်မှလိုက်ပါလာသည်။သူမျက်စီတွင်အေဝါမှစီးကြုံနေမည်မခင်ချစ်ကိုမြင်ရောင်နေ၏။သူမ၏လက်ထဲတွင်တားကလေးကိုပွေ့ချီထားလိုက်ပြီဆိုတာကိုပါညင်ယောင်နေသည် တို့ရရင်အကယ်စင်စစ် မခင်ချီမျက်နာကလေးကိုသာမှန်းဆမြင်အောင်၍ရတော်လဲ6လအရွယ်သားငယ်၏ရုပ်ကိုကမှန်းဆတွေးတော်၍မရနိုင်ချေသူကထက်၍ထက်၍မှန်းဆကြည့်သို့တော်ပေါ်မလာပါဘီဟဲ့ကောင်းကြီးဘယ်နေ့အလုပ်ဆင်းမလဲကိုလှမောင်မသူစည်းလာတော့ကားမှဒရိုင်ဘာကသူ့ဘက်သို့ငှဲ့ဆောင်ပြီးမေးလိုက်သဖြင့်အတွေးစပြတ်သွားကမော့ကြည့်မိမစင်းသေးပါဘူးကွာ သုံးလေးရက်လောက်တော့နားရအောင်မယ်ဟေ့အေးလေးရက်ဆိုရင်အနည်းဆုံး30တော့နာမှာပေါ့ကွာဟာဒီလောက်ကတော့အေးမဟုတ်ပါဘူးကွာကိုသားလေးနဲ့ကိုတခါမှမျက်နှာချင်းမဆိုင်သေးဘူးဘူးကွာ6လသားသာရှိရော သူကငါပြန်သွားရင်အိတ်နေနေပြီငါထလာတော့သူကမလို့သေးဘူးအခုဆိုရင်တားဖာချင်းလေးရက်လောက်ပျော်ပျော်ရွှင်ရွှင်အေးအေးဆေးဆေးသွင်းနေရအောင်မကွာဟဲ့ဟဲ့ကိုလှမောင်က တလုံးချင်းတလုံးချင်းခက်ရွှင်ရွှင်ပြန်ဖြေလိုက်သည်ကားပေါ်မှဆင်းပြီးရှောက်လာသောအခါ၌သူမျက်နှာမှလမ်းမြနေဟော့လူလေးဖြစ်ဖြေလာပြီခေါ်လိုက်ခေါ်လိုက်အိမ်ပေါ်သို့အတက်တွင်မခင်ချစ်ကသားငယ်ကိုဂရက်ခွင်ချီပြီးစီးကြိုလိုက်သည်ကိုလှမောင်ကသားငယ်ကိုတစ်ချက်မျှသာမွေးခဲ့ပြီးအဝဲစားလေးကအိမ်ရှိသို့ထွက်လာပြီးနောက်ပလက်ကလထိုင်ပေါ်တွင်ထိုင်လိုက်ရာကတိုက်ဟေးလူလေးလာပါအောင်ကွာဟု လဝါချင်းတိခတ်လျက်အတံပေးခေါ်လေကဲ့တာမင်းဖေဖေစီသွားမခင်ချစ်ကတားငယ်ကိုဂျိုင်းမှာကင်မြောက်ပြီးကိုလှမောင်ဤရင်ခွင်တဲသို့ထဲ့ပေးလိုက်သဖြင့်ကိုလှမောင်ကကလေးကိုအတာအယာပွေ့อยู่ကဘိုက်ပေါ်မှာထိုင်ထားကအဖေပေါ်မှာသိမပေါင်းနဲ့နော်ဟုချင်းချင်းဆဆကြည့်ပြီးပြောလိုက်၏ကလေးကသူ့ကိုစိမ့်စိမ့်ကြည့်ကြည့်နေ၏ဘာလဲကွာမင်းကငါ့ကိုမမြင်ဘူးလားသူကရီမော၍မေးလိုက်တော့လေကလေးမှာ ဝါကနေဟင့်ကိုချလိုက်လေကိုလှမောင်ကချော့တော်လဲခလေးမှာကိုလှမောင်ဤမျက်နာကိုသာကြည့်ပြီးငိုနေလေတော့တဖြင့်မခင်ချစ်ကလာရောက်ခေါ်ယူရလေသည်မင်းဖေဖေလေးလူကလေးရဲ့မင်းကဘာသူမှတ်နေသလဲမခင်ချစ်ကတားငယ်ကိုကြည့်ပြီးအတန်ထွက်အောင်ဂျီမောပြောဆိုနေဤကိုလှမောင်မှာကမရည်နိုင်မပြုံးနိုင်တားငယ်ကိုအရှက်ပြေးပြုံးကြည့်နေသောမျက်နာမှာထီကယုံများလိုချုပ်ချီးညှိုးကြသွားကား ရင်ထဲမှာသွုံနှစ်သွားရလေသည်စင်ဖြူကျွန်းအောင်သိန်းမိတ်ဆွေများခင်ဗျာအခုဆိုရင်တော့1956ခုနှစ်အော်တိုဘာလထုတ်ညဝရီမဂ္ဂဇင်းတွင် ပါဝင်ခဲ့တယ်။စာရေးသူ စင်ဖြူကျွန်းအောင်သိန်းရေးသားထားတဲ့ပုပ်ဝေစာထင်ရဲ့နော်လို့နာမည်ရတဲ့ဝိထုတိုကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်။အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်းကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေ အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမိတ်ဆွေတွေအားလုံးလည်းတာယာအေးချမ်းတဲ့နေကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စုဖို့ကောင်းတောင်းပေးလိုက်ရပါရခင်ဗျာ